ကွယ်လွန်သွားပြီဖြစ်တဲ့ပုံရဟန်းမင်းကြီးဖရန်စစ်ရဲ့နောက်ဆုံးဆန္ဒအရလူအုပ်ကိုလိုက်လံနှုတ်ဆက်ရမှာ၎င်းအသုံးပြုတဲ့ကားရီတွေကဒဇင်းကိုဂါဇာကလင်းငယ်တွေအတွက်ရေလျားစည်းကမ်းအဖြစ်ပြောင်းလဲအသုံးပြုသွားမှာဖြစ်ပါတယ်။ဒီကောင်းကို2014ခုနှစ်ကအနောက်ဘက်ကန်ဒေသဘက်တလီဟန်မြို့ကိုပုံရဟန်းမင်းကြီးဖရန်စစ်တောင်းရောက်လက်ပတ်စင်ကအသုံးပြုခဲ့ပါတယ်။အခုဂါဇာလူမျိုးစစ်ပွဲစုံမှာကျန်းမာရေးဆောင်ရှောက်မှုပေးဖို့လိုအပ်တာတွေကိုကားမှတက်ဆင်သွားမယ်လို့ဒီအရေးကိုဆောင်ရွက်သူ Caritas Brahida အဖွဲ့ကပြောပါရယ်။ ခွဲစိတ်ဖို့ကရိယာတွေဆေးထုံးပြိုနေအောက်ဆီဂျင်ဆက်တွေကာကွယ်ဆေးတွေနဲ့ဆေးလောင်မှုရေခဲတက်တာအသေးတစ်ခုပါပါမယ်လို့၎င်းဖွဲ့ကဆိုပါတယ်ဧပြီ21ရက် Easter တနင်္လာနေ့ကမကွယ်လွန်မီဂါဇာကလေးတွေအတွက်ဒီလိုစီစဉ်ပေးဖို့ Francis ကနောက်ဆုံးဆန္ဒအဖြစ်မှာကြားခဲ့တယ်လို့ Vatican နန်းတော်ကထုတ်ပြန်ပါတယ်။လက်ရှိမှာဂါကဘက်သလီဟန်မြို့မှာရှိနေပြီးအစ္စရေးဘက်ကလမ်းကြောင်းဖွင့်ပေးလိုက်ပါကဂါဇာကိုဝင်ရောက်မှာဖြစ်ပါတယ်။ အစ္စရေးကဂါဇာကမ်းမြံကိုလူသားချင်းစာနာထောက်ထားရဲ့အကွင့်ကြီးတွေဝင်ခွင့်ပိတ်ဆို့ထားတာဟာနှစ်လကျော်ရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်ဒီလမ်းကြောင်းကိုအစ္စရေးကပြန်ဖွင့်တဲ့အချိန်အထိ Caritas အဖွဲ့ကစောင့်ရမှာဖြစ်ပါတယ်။ရွေလျားစည်းကမ်းကိုဆီယံဝင်တစုကစီမံကိုက်တွယ်မှာဖြစ်ပြီးရှင်မောင်းတူဦးပါမှာဖြစ်ပါတယ်။ပေါက်ကွဲမှုရန်ကားကင်းအောင်ဘလို့ဆောင်ရွက်မယ်ဆိုတာကိုတော့မသိရသေးတာဖြစ်ပါတယ်။ ဒါကကားတစီဖြစ်ုံနဲ့မကပါဘူး။ကားစားမှာရှိတဲ့ကလေးတွေကိုကဘာကမေ့မထားဘူးဆိုတာကိုသိစေချင်တာဖြစ်ပါတယ်လို့ Caritas အဖွဲ့ရဲ့အကြီးအကဲတဦးက BBC ကိုပြောပါတယ်။ Francis ဟာပုံရံဟမင်းကြီးတာဝန်ထမ်းဆောင်စဉ်အတွင်းဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီးအလေးပေးပြောကြားလေးရှိပြီး Easter တနင်္ဂနွေနေ့ကနောက်ဆုံးမိကြားမှုအတွင်း Palestine နဲ့ Israel နှစ်ဖက်စလုံးကပြည်သူတွေဒုက္ခရောက်ကြပုံကိုထည့်ပြောခဲ့ပြီးအပြစ်ခတ်ရဲစဲဖို့တိုက်တွန်းခဲ့ပါတယ်။ လူအုပ်ကိုနှုတ်ဆက်ရမှာပုံဟန်းမင်းကြီးစီးတဲ့ကားက၎င်းကိုရှင်းရှင်းလင်းလင်းမြင်ရစေဖို့ဒီဇိုင်းဆွဲဖန်တီးထားတဲ့ကားဖြစ်ပါတယ်။ဖေးကနေလုံချုံရေးအဖွဲ့တွေကလိုက်ပါဆောင်ရှောက်ရပါတယ်။1982ခုနှစ်ကဒုတိယမြောက်ပုံရဟန်းမင်းကြီးဂျုံဘောကိုလှုပ်ကြံဖို့ကြံစီမှုတရက်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ဒီကားတွေကိုကြီကားကားအဖြစ်တည်ဆောက်လာကြပါတယ်။ဒါပေမဲ့လူလူနဲ့နေကပ်မှုမဖြစ်စေတဲ့ဖန်ဒီဇိုင်းနဲ့ပြုလုပ်ထားတာကိုမကြိုက်ဘူးလို့ Francis က2014ခုနှစ်ကစပိန်မီဒီယာတစ်ခုကိုပြောကြားခဲ့ပူပါတယ်။